ဆယ်လပိုင်းတလားတာမှာအင်္ဂါသားသမီးမိတ်ဆွေတွေ အလုံးနဲ့ပတ်သက်ပြီးတော့ခွင်းလန်းကောင်းတစ်ခုရောက်လာမယ်မိတ်ဆွေတို့အနေနဲ့ရွေးချယ်ရခက်ခဲနေမယ်မိမိယုံကြည်စိတ်ချရသောမိမိနဲ့အံဝင်ခွေကြဖြစ်သောအလုပ်တွေကို ရွေးချယ်လုပ်ကိုင်တဲ့ပါတယ်အကယ်၍မိတ်ဆွေတို့အနေနဲ့အကျိုးမြတ်ကိုအဓိကဦးစားပေးလုပ်ကိုင်ပါကဒီဆယ်လပိုင်းတလားတာမှာအလုပ်တွေနဲ့ပတ်သက်ပြီးတော့လူလိန်ခံရတတ်ပါတယ်မိတ်ဆွေတို့အနေနဲ့အပြိုင်ဆိုင်ခက်ခဲတွေကြားကနေပြီး တော့မိမိလက်ရှိစီးပွားရေးလုပ်ငန်းတွေအောင်မြင်မှုလမ်းကြောင်းပေါ်ကိုမမျှော်လင့်မဲနဲ့ရောက်သွားတတ်ပါတယ်။ မိမိရဲ့ကောင်းသောစိတ်ကူးအတွေးခေါ်တွေနဲ့ဇွဲလုံးလာဝရိယာမလျှောဘဲနဲ့ဒီဇိုင်းမှန်မှန်လောက်ကင်တတ်မယ်ဆိုရင်မိษွေတို့အနေနဲ့ပါပါနဲ့နဲ့နဲ့နေတဲ့ထိုင်တဲ့ပြောဆိုတတ်တဲ့သူတွေအဖို့ဒီဆယ်လာပိုင်းတလားတာမှာအခက်ခဲလေးတွေအနေငယ်ကြုံရပေမဲ့လည်းပဲကျွန်တော်ရဲ့အင်္ဂါသားသမီးမိษွေတို့အနေနဲ့ဇီဝတိုတက်ကိန်းနေနဲ့ကြုံရတတ်ပါတယ် မိမိမျော်မှန်းထားသောငွေကြေးသို့မဟုတ်အကူညီတောင်းရန်ရှိသောငွေကြေးကိစ္စတွေအဆင်ပြေမှုတွေရရှိမယ်။အင်္ဂါသားသမီးမိတ်ဆွေတွေဆယ်လပိုင်းတလတာမှာငွေကံပွင့်နေပြီးတော့မိသားစုဝင်တွေကိုအကြောင်းပြုပြီးတော့ငွေစုလိုက်အပြုံလိုက်ဝင်လာတတ်ပါတယ်။အင်္ဂါသားသမီးမိတ်ဆွေတွေဆယ်လပိုင်းတလတာမှာအချစ်ရေးကိစ္စတွေမုံကြိုးလိန်ဖြစ်နေမယ်။အဆက်ဟောင်းချစ်သူဟောင်းအနောက်ရှက်တွေဝင်လာပြီးတော့မိမိတို့ချစ်သူနှုတ်စကားများရန်ဖြစ်ခြင်းသို့မဟုတ် က်သွယ်ပြတ်တောက်ခြင်းလမ်းခွဲရခြင်းစသော ကိစ္စတွေကြုံရတတ်ပါတယ်။မိษွေတို့အနေနဲ့ဆက်သွယ်ပြတ်တောက်နေသော၊ကွဲကွာနေသောမိသားစုဝင်များရဲ့တရင်စကားကြားရခြင်းဆက်သွယ်ပြန်လည်ရရှိပြီးတော့ဒီဆယ်လပိုင်းတရတာမှာမိသားစုဝင်များနဲ့ပြန်လည်စုံစည်းခွင့်တွေရရှိတတ်ပါတယ်။မိမိတို့နေထိုင်သောအိုးအိမ်ပြင်ဆင်ရမယ်အလူမင်္ဂလာကိစ္စလေးတွေမိသားစုတွင်မှာကြုံရတတ်ပါတယ် အင်္ဂါသာသမီးမိတ်ဆွေတွေပညာသင်ကြားနေတော်သူများចောင်းစာပေါ်မှာအာယုံစူးစိုက်မရဘဲနဲ့မိမိရဲ့စိတ်တွေလေလွင့်နေမယ်သင်္นานတက်ခါနီးမှာအကြောင်းကိစ္စတစ်ခုကြောင့်သင်္นานရနာရမယ်မိษွေတို့ရဲ့စာမိုးဝဲရလန်းညံ့နေပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့မိမိကိုယ်ကိုအားမလိုအားမရဖြစ်နေတတ်ပါလေ မိမိရဲ့ပန်းဝင်းကျင်မှာဒီဆယ်လားပိုင်းတလတာမှာလူချစ်လူခင် ပေါများနေပြီးတော့ဆွေမျိုးများသို့မဟုတ်မိကောင်ဆွေကောင်းတို့ရဲ့အကူအညီကောင်းတွေရရှိမယ်မိဆွေတဝူးကြောင့်မထင်မှတ်ဖဲနဲ့ဖျားဘူးခီးထွက်ရတတ်ပါလေအင်္ဂါသားသမီးမိဆွေတွေဆယ်လားပိုင်းတလတာမှာကျမ်းမာရေးအနေနဲ့ဥကောင်းပိုင်းမကြည်မလင်ဖြစ်ခြင်းခါနာခါကြိုက်ဖြစ်ခြင်း စီယောဂဝေဒနာခံစားရခြင်းမတော်တဆထိခိုက်ရှာနာယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ်အဲ့တော့ကျွန်တော်ရင် အင်္ဂါသာသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းကလတာမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်ရန်ရှိတော်သူတွေဆိုလို့ရှိရင် 14ရက်20နဲ့3ရက်30ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေ၊ကုညီမဲ့သူတွေနဲ့စုံစည်းရတာမျိုးတွေမိမိတို့လှုပ်ဆောင်တဲ့ကိစ္စလေးတွေမှာအဖူထစ်ကလေးတွေဒါရောနေစီမှာပဲဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်ရင်အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလားတာမှာအရေးကြီးကိစ္စတွေကို ဆောင်ရွက်မယ်ဆိုလို့ရှိရင်9ရက်13ရက်20ရက်နေတွေကိုရှောင်ရှားတည်ပါတယ်အဲ့တော့ကျွန်တော်ရင်အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလားတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝိစာပစ္စည်းတွေမှာအဖြူရောင်မိတ်ကက်ရောင်ပန်းနုရောင်ပါတော့လက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်အားသားသမီးမိတ်ဆွေတို့အနေနဲ့ထီဝါဒနာပါတော်သူတွေထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကန်ဆန်းတော်ထီနံပါတ်မှာနှစ်စာနှစ်စုံပါတော့ထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ် ဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီဆယ်လပိုင်းတရတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေပွင်လန်းစေဖို့ဆိုလို့ရှိရင်အုံသီးနဲ့ပြုလုပ်ထားသောအစားအစာတွေကိုမိမိနဲ့ဒါရင်းနှီးသောသူတွေကို လက်ဆောင်ပေးပြီးတော့ငွေကြေးကိစ္စတွေအစဉ်ပြေစေဖို့ စူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီဆယ်လာပိုင်းတလားတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့ကောင်းအောင် ဆိုလို့ရှိရင်မိမိတို့ရဲ့မွေးနေပေါ့နော်အစဉ်ပြေသော အချိန်မှာမိမိတို့ရဲ့နေအိမ်ဖျားချောင်းဆောင်တို့မဟုတ်ဇေဒီတဆူဆူဆိုးသွားရောက်ပြီးတော့ရောင်စုံရက်ကိုးချောင်းအစဉ်ပြေတဲ့သူတွေအားလည်းရောင်စုံရက်ကိုးချောင်းကိုလှူမယ် တကယ်လို့ရောင်စုံရဲ့ကိုးចောင်းအစင်မပြေတဲ့သူတွေအားလည်းပဲမိမိတို့အိမ်မှာရှိသောရက်တောင်ပေါ့နော်။နာရီရက်တောင်ကလွဲပြီးတော့ဂျန်တဲ့ရက်တောင်နဲ့မိမိတို့ရဲ့နေအိမ်ဖျားចောင်းဆောင်ကမျက်စွာဖျားရှင်ကိုတော်မျက်ကြီးကိုမိမိရဲ့သက်စီပေါ့နော်။ဒါရက်တောင်ခတ်ပြီးတော့ဒါလေပေါ့နော်။ဒါလှူဒန်းပေးရမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေခဏရက်သားသမီးအားလုံးဒီဆယ်လပိုင်းတလတာမှာအင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့အဆိုးဦးသမ ्या ဝေးလွင်ပါစေ။ကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ ဲ့ပြည့်စုံပြီးတော့မိတ်ဆွေတို့လောက်ကင်လျက်ရှိသော စီးပွားရေးလုပ်ငန်းတွေအားလုံးအဆအဆအရာရာအဆင်ပြေပြီးတော့ငွေရေးကြေးရတဲ့ပတ်သက်ပြီးတော့လည်းပဲရှာရဖွေရတာလွယ်ကူသောတတ်တွေကိုရရှိပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင်ဆယ်လပိုင်းတွင်အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးတွင်တလားစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ်